Radiant Series ကိုခြိတက်လာလိုက်တာအခုဆိုရင်ဆန်းတဲ့တောင်မှတော်တော်ရှေးလာပြီဘလောက်တောင်ရှေးလဲဆိုရင် Vat တောင်မှာ20ပါတဲ့ပုံစံကိုရောက်ပြီရှင်းပြပေးမယ်လောက်တဲ့ subject လာမယ် subject မြင် main vat ကဗမာသွားရှာမယ်ဆိုဟိုနောက်ဆုံးအလုံး main vat ပဲစာကြောင်းလည်းအဲ့လိုကြီးပဲအဲ့ဒါမှတ်ထားမယ်ဒါ main vat နေရာကြီးနောက်ဆုံးအလုံးယူရမယ်ပြီးရင်နောက်ထပ်တစ်ဆင့်ပါလာမယ်ဆိုရင် two plan vat 0နောက်ထပ် vat အလုံး2နဲ့3မျိုးကြီးရမယ်အဲ့ဒီ two ရဲ့အဓိပ္ပာယ်ကလှုပ်ဖို့လှုပ်ရန်လှုပ်ရတာဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တယ်ဒီမှာဒီမှာ eat ထည့်ဆိုရင်စားဖို့စားရန် စားရတာဒီလိုအဓိပ္ပာယ်မျိုးထွက်တယ် now ဆိုရင်တော့ those ဆိုရဲအဓိပ္ပာယ်ထွက်တယ် to to now long နဲ့တွဲလို့ရှိရင် to school ဆိုရဲအကြောင်းတို့ဆိုရဲအဓိပ္ပာယ်မျိုးထွက်တာကို fun နဲ့တွဲရင်တော့ဖို့ရန်ရတာလို့အဓိပ္ပာယ်ထွက်တယ်ဒါအောင်မှတ်ရမယ်အဲ့ဒီပုံစံလေးကဘာအတွက်သုံးတာလဲဆိုရင် intention လို့ခေါ်ရယ်ယူရချက် decision လို့ခေါ်ရယ်ဆုံးဖြတ်ချက် feeling လို့ခေါ်ရယ်ခံစားချက်ဒါတွေကိုပြဖို့အတွက်သုံးတာမျိုးဆရာသုံးဖို့ရေးပြပေးမယ်လန်နာတွေကသုံးဖို့ရေးပြရင်ဆရာပြတတ်ပေးမယ်သူမကညဘက်မှာဂီတာနားထောင်ရတာနှစ်သက်တယ်သူမဆိုတော့ရှီဆရာကြီးလိုက်တယ် subject ပြီးနောက်ဆုံးဆော့ကိုတော့ဘာဖြစ်တာလဲနှစ်သက်တာဆိုတော့ like အဲ့ဒီ like မှာဆရာ s ထည့်လိုက်တယ်ဘာကြောင့် s ထည့်လဲ shield တခု gain ဖြစ်လို့တခု gain ဆိုရင်ဘာဝမှာ ses ထည့်ရတယ်အများဆိုရင်ထည့်ကြမလို့ i နဲ့ u ကလည်းမထည့်ရအောင်ဘာကြောင့်လဲ i am first person u are second person မို့လို့ဒါတွေကိုအသေးစိတ်ကိုဒီ series ရဲ့အရှိမရှိတဲ့အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series ဆိုတာမှာဆရာသင်ပေးခဲ့ပြီဆရာရဲ့လုံးဝအင်္ဂလိပ်စာကိုအချိန်ကလောမရှိဘူးဆိုတဲ့လူကအဲ့ဒီအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30အရင်ကြည့် ကြည့်ပြီးမှ speaking focus charging speaking series ကိုကြည့် writing focus charging ဒီ writing series ကိုကြည့်ဒီစာကြောင်းတွေ pattern တွေစုံဝိုင်းဆာစာပိုက်တွေဖွဲ့မှာ she likes ပြီးသွားပြီ subject verb ပြီးသွားပြီဘာလို့ဖို့နှစ်သက်တာလဲသူမနှစ်သက်တယ်ဟုတ်တယ်သူမနှစ်သက်တယ်ဘာလို့ဖို့နှစ်သက်တာလဲသူနဲ့ဗန်းနဲ့လိုက်ရှာမယ်နားထောင်ရတာကိုနှစ်သက်တာရတာဆိုတာသူ့ကိုတော့မှာပေါ့သူနောက်မှာဂီတကိုခဏအသာနေ vert ထည့်ရမယ်နားထောင်ဒီဆိုရ vert ထည့်ရမယ်အဲ့တော့ to listen လို့ဆရာကြီးလဲတယ်အဲ့တော့ she like to listen listen နောက်မှာ alt ထည့်လို့မရတော့ဘာကြောင့်လဲ true နောက်မှာ first 0ပဲလိုက်ရလို့ဟုတ်ပြီနော်ဟုတ်ပြီ listen ရဲ့နောက်မှာနောက်ထပ် true တစ်လုံးထပ်ထည့်ရတယ်အဲ့ဒါကတော့ phrase verb လို့ခေါ်တယ် verb တွေ listen ရဲ့နောက်မှာနားထောင်လိုက်ရပါရင်သူ့နောက်မှာ true တစ်လုံးထပ်ထည့်ရတယ်အဲ့ဒါကဒီပုံစံနဲ့မဆိုင်ဘူး listen to ဒီသူက phrase verb လို့ခေါ်တယ် phrase verb တွေမို့လို့ကျွန်တော် she like to listen to နားထောင်ခံရတဲ့အရာထဲမှာ music arabic တွေပါသေးလားပါတယ်ဘယ်အချိန်မှာလဲညဘက်မှာဆို at night Alvaria ကဘာလဲဆိုတာသိရင်လေဒီ series မှာပဲဒီရှိရရက်တွေမှာကြွားကြည့်တဲ့ Alvaria တွေကိုဆရာထက်ခါထားကပြောခဲ့ပြီးသူငါ့ကိုကုညီဖို့ခတိပေးခဲ့တယ်သူငါ့ကိုခတိပေးခဲ့တယ်ဘာလို့ပုံကတိပေးလဲကုညီဖို့ခတိပေးခဲ့တယ်သူခတိပေးခဲ့တယ် subject ကသူဒီပေါ့ subject ပြီးနောက်ဆုံး verb ကိုသွားမယ်ခတိပေးခဲ့တယ် P R O M I S E D promise ဘာတူတော့လိုက်တယ်ဘာကြောင့်လဲခတိပေးခဲ့တယ်မဟုတ်လို့သူမသူခတိပေးခဲ့တယ်ဘာလို့ဖို့ခတိပေးရလဲကုညီဖို့ခတိပေးတာဖို့သူတော့မယ် verb ကိုလိုက်ရှာမယ် အဲ့ဒါဆိုရင်ကုညိတာအဲ့တော့ HLP help တော့ he promise သူကဒီပေးခဲ့တယ် to help ဘသူ့ကိုကုညိဖို့လဲငါ့ကိုကုညိဖို့ဆိုမေးတော့ he promise to help me သူငါ့ကိုကုညိဖို့ခတိပေးခဲ့တယ်ចောင်းသားတွေဟာပြင်းပြင်းထန်ထန်လေ့လာဖို့လိုအပ်တယ်ចောင်းသားတွေ the students တန်ခါဆရာပြောချင်တဲ့ចောင်းသားကိုရည်ရွယ်ပြီးပြောတာចောင်းသားအကုန်လုံးခြုံငုံပြီးပြောချင်တော့ဒဲထဲစာမလို့မတိကြလို့ subject ပြင်ဘက်ကိုသွားမယ်ဘာဖြစ်လဲ လိုအပ်တယ် NED NE ဖာ1ပေါ့ဖာ1ဆိုရင်ဆရာတို့ရှေ့ရဆက်ပြအများဆိုရင်ထည့်ကြမှာလို့ဝင်တော့ရှေ့ရတခုရင်းဆိုတော့ S ထည့်ရတယ်အသေးစိတ်ကိုဆရာရ30မှာတိကျပြောပြထားပြီးသားအလောက်ကတော့ရပြီးသားဆိုရင်ဆက်ကြည့်မယ် The student NE ကျောင်းသားရေလိုအပ်တယ်ဘာလို့ဖို့လိုအပ်တာလဲလေ့လာဖို့လိုအပ်တာပြင်းပြင်းထန်ထန်လေးသွားမကြည့်နဲ့နော်ဘာလို့ဖို့လဲဆိုအရင်ရေးရတယ် to study S T U D Y study the students need to study ဘလို့လေးလာမလဲပြင်းပြင်းထန်ထန်ကိုအင်္ဂလိပ်လိုပြောခလဲဆိုရင် heart the student need to study heart ိုပြီးပြင်းပြင်းထန်ထန်ဆိုရင်ဟားတာတော့ဘာဖြစ်သွားပါ့မလဲပေါ့နော်သူတို့ကမေးခွန်းကိုဖြေဖို့ညှင်းဆိုခဲ့တယ်ငါမင်းကိုထတ်တွေ့ဖို့မျော်လင့်တယ်သူတို့ကတကားကိုတော့ခတ်ဖို့မေးခဲ့တယ်အဲ့တုံးကြောင့်ဆန်းပြီးရေးကြည့်မယ်မင်းနေမသိရင်တော့ဆက်ပြီးတော့ကြည့်လိုက်မယ်သိရင်ဆန်းပြီးရေးကြည့်မယ်မှားသွားခဲ့ရင်အော်ငါမှားသွားပြီလို့မတွက်ဖက်နဲ့ငါအစ်စ်တွေတိသွားပြီလို့မှတ်ရမယ်โอเคနော်ကဲရေးကြည့်ပါဟုတ်ပြီကိုပေါ့ကိုရေးတော့ပြေးလို့ပြီးသွားလို့ဆရာယူစားလိုက်တော့မယ်ဆရာအဖြစ်ပြောပြမယ်သူတို့ကဆိုတော့ဒီ စပ်ပြတ်ပြီး main back ကိုနောက်ဆုံးအောင်သွားရေးဘာလုပ်ခက်လဲငင်းဆိုခဲ့တယ် refuse i f u s e refuse ခဲ့တယ်ဆိုဘာတူဆိုတာဒီထက်လိုက်တယ် they refuse ဘာလို့ဖို့ညင်းလဲခြေဖို့ညင်းတယ် to answer ဘာလို့ခြေဖို့ညင်းတာလဲ object ထပ်လိုက်မယ်ပေါ့နော် answer နောက်မှာကြံတဲ့ဟာနောက်မှာဆက်လိုက်မယ်မေးခွန်းကိုဆို to answer the question q u e s t i one question ငါမင်းကိုထပ်တွေ့ဖို့ညှော်လင့်တယ်ဘာလို့ညှော်လင့်လဲငါညှော်လင့်တဲ့ i ငါဘာလို့တာလဲ main back ညှော်လင့်တယ်ဆို hope ငါမျောလင့်တယ်ဘာကိုမျောလင့်တာလဲတွေးဖို့မျောလင့်တာအဲ့တော့ i hope to see ဘာလို့ကိုလဲ main ကို see ဆိုတဲ့ verb ပြီး object ထပ်လိုက်ရမယ်အတွေ့အခါမှာ you ကိုလဲရမယ်ပြီးမှထပ်ပြီးဖြစ်တာကိုအင်္ဂလိပ်လိုခေါ်လဲဆို again လို့သုံးလို့ရတယ်ပြန်လဲတွေးဆုံတာနှစ်ယောက်သားတွေးဆုံတာ miss လဲသုံးလို့ရတယ်အဲ့တော့ i hope to meet you again လို့လည်းပြောလို့ရတယ်လို့ i hope to see you again လို့လည်းပြောလို့ရတယ်သူတို့ကတကားကိုတော့ခတ်ဖို့မိခဲ့တယ်သူတို့ဒီဆိုတော့ they ပေါ့ subject ပြန် verb ကိုသွားမယ်ဘာဖြစ်ခဲ့လဲမိခဲ့တယ် but one က forget ဘန်ထူကတော့ forgot ဒါမသိရင်ကြာမယ် meaning လည်းကြက်စာအုပ်ထဲမှာမှတ်ပုံမှန်လေးစုသွားဆရာတွေပြန်ကြည့်အစုံရလာနိုင်မယ် they forgot ဘာအောင်မိတာလဲတကားမမိတာမဟုတ်ဘူးနော် to blabber ဆိုရင်ဘာလုတ်ဖို့မိတာလဲဘာလုတ်ရံမိတာလဲတောက်ခတ်ဖို့မိတာတောက်ခတ်ရံမိတာဆို to တောက်ခတ်တော့မသိရင်မှတ်မယ် lock lock လောက်อ่ะအတိတ်ပြတောက်ခတ်လို့လည်းပဲထွက်တယ်တောက်ခတ်ရံလို့တောက်ခတ်တယ်လို့လည်းပဲထွက်တယ်သူနဲ့ကြတော့တောက်ခတ်ဖို့ပေါ့ ပါဘူးလဲဆိုတော့တကားကို the door ဟဲ့တော့ they forgot to lock the door သူကတကားကို door ဖတ်ခတ်ဖို့ဝေးခဲ့တယ်ဒါဆိုရင်ဒီနေ့မှာ van နဲ့ဆက်နဲ့ဘာလုပ်ဖို့ဘာဖြစ်တယ်ဆိုတဲ့ပုံစံကိုဆရာတင်ပေးခဲ့ပြီဖြစ်တယ်နေ့တိုင်းအဲ့လိုလေးလေ့လာမယ်အသေးသေးတွေထပ်ပါပါလိုက်မှတ်သားမယ်ဟောင်းဟောင်းတွေလည်းပြင်ပြီးအကြည့်မယ်ဒီလိုနည်းနဲ့ပဲ writing area လာတိုးတက်လာမှာဖြစ်ပါတယ်စူးစမ်းကြပါ fighting